ဒီအလုတ်တွေကိုမလုတ်ကြနဲ့ဒီလမ်းကြောင်းတွေကိုမလျှောက်နဲ့တဲ့နံပါတ်၁လမ်းကြောင်းကဘာလို့ဆိုကာမတုခံလိကနုယောကစိန်ခံတဲ့လမ်းကြောင်းကာမဂုဏ်ချမ်းသာတွေခံစားပြီးတော့ကာမဂုဏ်နဲ့နှမျောနေတယ်လမ်းလမ်းစဉ်မလုံနဲ့ဘာဖြစ်လို့မလုံနဲ့လို့ဆိုလို့ဘာညာမရမှာမဟုတ်ဘူးပျော်တော့ပျော်အောင်မှာပေါ့နော်ပျော်တာတော့တည်ချတယ်နောက်ဆိုလူတွေဘာလုပ်လို့ပြောနေတာ မျက်စိကနှစ်သက်ဆရာအာယုန်နေ စိတ်ထဲမှာချမ်းသာဒုက္ခရကြတယ်။နားကလည်းပဲဟောလားနားထောင်ခြင်းနဲ့သခြင်းလေးနားထောင်ပြီးတော့ချမ်းသာဒုက္ခရနေရတယ်။နှာခေါင်းကလည်းမွေးချိုင်တဲ့အနံ့ကလေး။လျှာကလည်းကောင်းတာမြတ်တာလေးစားခန္ဓာကိုယ်ကလည်းအထီးတွေ့ဤညံ့ညက်နဲ့နေဒီလိုဟာတွေကာမဂုဏ်အာယုန်နေထဲမှာခံစားပြီးတော့စိတ်ခံပြီးတော့နေလို့ရှိရင်ဘာအသိဉာဏ်မှရလာမှာ အသိဉာဏ်ရခြင်းလို့調査အထုတ်မယ်ဆိုရင်အဲ့ဒီလမ်းကိုနိုင်နေလို့ကတော့အသိဉာဏ်မရနိုင်ဘူးလို့တောင်ပြောတာဆိုလိုရင်းကအသိဉာဏ်မရနိုင်တာကိုပြောတာနော်အသိဉာဏ်မရနိုင်တဲ့လမ်းစဉ်ပဲဒီထဲမှာဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒသမားတွေကဆိုသေးတယ်လူဆိုတာသိရင်ပြတ်သွားတာဒီဘဝပဲ နောက်ဘဝဆိုတာမရှိဘူးเนาะဒိဋ္ဌနာမနိဗ္ဗာန်သမားတွေကလူဆိုတာတည်ပြီးတဲ့နောက်မှာမဖြစ်တော့ဘူးအဲ့တော့အခုဖြစ်နေတဲ့ဘဝလေးမှာပျော်ပျော်နေကာမဂုဏ်အာယုခံစားဝဝလင်းလင်းခံစားเนาะနောက်တိုင်းကလူတွေပြောလို့ရှိတဲ့စကား life is too short enjoy yourself အဲ့ဒီစကားကိုတွင်းတွင်းပြောတယ် life is too short ဒီဘဝဆိုတာတူတူလေးပဲ enjoy yourself ပျော်ပျော်နေနောက်ဘဝဆိုတာမရှိဘူးတဲ့ဒီဘဝမှာပျော်သလိုနေနော်ပျော်သလိုနေနောက်ဘဝကိုမစင်စားနဲ့လို့ဆိုတဲ့ပုံကူတွေကကာမတုခန္ဓိကနေယောကအကျင့်ကိုကျင့်တာပဲကာမတုခန္ဓိကနေယောကဆိုတာကာမဂုဏ်အာယုန်တွေထဲမှာချမ်းသာဒုက္ခခံစားနေသေးတဲ့မြတ်ကာလပတ်လုံး အသိဉာဏ်ဘယ်တော့မှမပေါ်ပေါက်နိုင်ဘူးလို့ထားပြောတာ။ဘာဖြစ်လို့လို့ဆိုကြည့်လေ။ကာမစ္ဆန္ဒဆိုတာကိုဘုရားနိဝရဏလို့ခေါ်ထားတာလေ။ကာမဂုဏ်အာယုန်ဒီပေါ်မှာတက်မဲ့နေတဲ့တဏှာဆန္ဒရှိနေသေးတဲ့မြန်ကာလပတ်လုံးပညာယဒုက္ခတိကရဏရဲ့အသိပညာတွေအပြော့သွားအစခုကရဏဉာဏ်မျက်စိဘရောမမပေါ်ဘူးအဉ္ညာနကရဏဉာဏ်ကိုမဖြစ်စေနိုင်ဘူး ဒါကြောင့်မို့အသိဉာဏ်ကိုရဖို့ရတဲ့ဒါအဆုတ်အပိတ်ကြီးတစ်ခုဒါကြောင့်မို့အဲ့ဒီလမ်းကြောင်းကိုမလျှောက်နဲ့အဲ့ဒီအလုပ်ကိုမလုပ်နဲ့လို့ပြောတာကာမေတုကာမတုခံလိကံညောကောကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခခံစားနိုင်မယ်ဆိုလို့ရှိရင်ဘလို့မှအသိဉာဏ်ရလာမှာမဟုတ်ဘူးဆိုပြီးတော့အပြစ်၅မျိုးကိုလေထောက်ပြထားတယ်ခင်ဗျာ ကိစ္စတွေဟာအမတန်အောက်တန်းကြပါလေကာမဂုဏ်အာယုံခံစားတဲ့ဟာအမတန်အောက်တန်းကြတယ်ဘာဖြစ်လို့တော့စဉ်းစားကြည့်လေတိရစ္ဆာန်တွေလည်းပဲခံစားကြတာပဲလေအစင်းမြင့်တဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူ့အတိုင်းတာနဲ့သူခံစားနေကြတာကြီးပဲအကုန်ခံမောတဲ့အပေါင်းနဲ့အသင်းနဲ့အိမ်နဲ့ယာနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်မှာတဲ့ ရွာထဲကလူတွေဆိုပြောသလိုနေကြတာလေကြည်လို့မှုန့်လို့ကခုံလို့သားနဲ့သမီးနဲ့ပြောလို့ပါလို့ဒီလိုနေကြတာခံမောပေါ်ထုတ်စနေကိုအများစုကြိုက်တဲ့ကိစ္စတစ်ခုဟုတ်တာပေါ့ majority ကဒါပဲနော်ပြောစရာဆိုတာအမျိုးမျိုးရှာကြတဲ့လူတွေကဘလုံးမွဲကြည့်ပြီးပြောတဲ့လူကလည်းရှိတာပဲအဆုံးပဲပေါ့နော်ဟိုအာဖရိကတော်ရင်ကြီးတွေသွားပြီးတော့ပြောတဲ့လူကလည်းရှိတာပဲ ဧဝရတောင်တက်ပြီးတော့ပျော်တဲ့ပုံကွာလည်းရှိတာစိတ်ပျော်ရအောင်လူတွေကလုံနေကြတာပဲလေစိတ်ပျော်ရအောင်လုပ်တာအဲ့ဒါတွေအားလုံးကကမ္မတုခဏိခဏယောဂပဲပေါ့ကိုပျော်တာကိုရွေးချယ်ပြီးတော့လုပ်တယ်ဓမ္မနဲ့မပတ်သက်တာဘူးပဲဘောထုဇဏီကောအနရိယောတဲ့အရိယဖြစ်အောင်ဘယ်လို့မှမစွမ်းဆောင်နိုင်ဘူးအဲ့ဒီအကျင့်ကြီးကအနတ္ထသဟိတောဟောအတိညာဉ်လူကိုရခြင်းဆိုတာ ਨੇ ်ဘာမှမပတ်သက်ဘူးဘာအသိဉာဏ်မှထွက်လာမှာမဟုတ်ဘူးလောကီအသိဉာဏ်ကိုပြောတာမဟုတ်ဘူးဓမ္မအသိဉာဏ်ကိုရမှာမဟုတ်ဘူးလို့ပြောတာနော်ဒါကြောင့်မို့လို့ဒီအချင်းကိုမကျင့်နဲ့တဲ့ဟောနောက်တစ်ခုကျတော့အတ္တခိလမထာလူယောကကာမဂုဏ်အာယုန်တွေကိုဖယ်ရှားပြီးတော့ ခန္ဓာကိုယ်ကြီးကိုညှင်းဆဲပြီးတော့အသိဉာဏ်ရအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကတပိုင်းရှိသေးတယ်။အတ္တကိလေသာခန္ဓာကိုယ်ပင်မအောင်လုပ်တယ်။ပင်မလိုက်တာနဲ့တည်းပြိုင်နဲ့လူတွေမှာတအားပင်မလာပြီဆိုလို့ရှိရင်ပြောခြင်းပါခြင်းနဲ့စိတ်ကကုံသွားတယ်မဟုတ်လား။အေးသိပင်မနေလို့ရှင်ဘလောက်ကောင်းတဲ့ရုပ်ရှင်ပြနေနေအိတ်တော့နော်ပင်မနေပြီဆိုလို့ရှင် အဲ့ဒါလို့ပင်မခံလိုက်လို့ဒီစိတ်တွေကုံသွားတာကိုပဲသူကကိလေသာကုံနေထင်းနေတာထင်းနေသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပင်မအောင်မျိုးမျိုးချင်းချင်းကြိုးကိုအထုတ်တယ်ခန္ဓာကိုယ်နှိပ်စက်တယ်အဲ့ဒါလို့နှိပ်စက်ခြင်းဖြင့်လည်းပဲအတိညာဉ်တူရလာမှာမဟုတ်ဘူးမလို့အဖက်နဲ့ပင်မခံစရာမလိုဘူးလို့ညာတယ်အဲ့ဒါကိုအပြစ်ကိုသုံးချက်နဲ့ထောက်ပြထားတယ်ဒုက္ခောတယ် တကယ်ကိုဒုက္ခဖြစ်တဲ့အလုတ်ကြီးပဲအနာရိယောအရိယဖြစ်ကိုလည်းမပေးနိုင်ဘူးအနတ္ထသဟိတောထူးခြားတဲ့အတိညာဆိုရဲအကျိုးကျေးဇူးနဲ့လည်းဘာမှမပတ်သက်ဘူးမရနိုင်ဘူးဟောဉာဏ်ထူးခြားတဲ့အတိညာကိုမပေးနိုင်လို့ဒီလမ်းကြောင်းနှစ်ကြောင်းကိုရှောင်းနေလို့ပြောတာနော်ဒီလန်းနလန်းလျှောက်လို့ကတော့ဘာမှထူးခြားတဲ့အသည့်ရမှာမဟုတ်ဘူးဒါကြောင့်မို့ဒီလန်းနလန်းကိုလျှောက်တဲ့ဣတိခော ဥဘောအန္တိအနုပခံအဲ့ဒီလန်းနလန်းကိုဖယ်ရှားပြီးတော့မစ္စည်းမပฏิပဒါလို့ခေါ်တယ်ချမ်းသာခံစားတဲ့လမ်းလည်းမဟုတ်ဘူးခန္ဓာကိုယ်ညှင်းမတဲ့လမ်းလည်းမဟုတ်ဘူးခံစားတဲ့ချမ်းသာခံစားရမယ်ညှင်းပန်းတဲ့အခါညှင်းမရမယ်ဒီလိုဆိုလိုတယ်အလေလမ်းဆိုတာကနော်ပြန်မဆင်းရဲခံပြီးလုံးရင် လုံးရမယ်ဒီတချို့ကပြောတယ်ကမ္မထာအထုတ်တာမလို့ ကမ္မထာထုတ်တယ်ဆိုတာမြတ်မြတ်တရာအထောရဲအတ္တကိလမထာဖြစ်တဲ့အကြာကြီးမထိုင်နဲ့လို့ပြောတဲ့လူကရှိသေးနော်အဲ့ဒါလို့မဟုတ်ဘူးဘုရားကတရားထုတ်ပြီဆိုရင်အယိုးကြည်ကြည်အေခန်းခန်းလမ်းငံလမ်းစဉ်မှန်နေပြီဆိုရင်ဒါခန္ဓာကိုယ်အညင်းစဲရမရောက်ဘူးအကျိုးရှိတာကိုအကျိုးမရှိဘဲနဲ့တက်တက်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့ဒီစိတ်ဓာတ်တွေကုံဆုံးသွားအောင်မူးမေ့သွားအောင်လုပ်တဲ့ဟာမျိုးကိုဆွလို့တာ